ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ23ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမဇုံတင်ဆက်ပေးကြတာကတော့မဘာသားနဲ့အစွန်းရောက်မြို့သားရေလှုပ်ရှားမှုများနဲ့အတွင်းညီညီတိုင်းပြည်ဖျက်ခဲ့ကြတဲ့မင်းအောင်နိုင်နဲ့ခင်ရဲတပည့်စစ်တောက်လမ်းရေဘူကြီးအောင်တန့်စင်ကျော် ကြံ့ဖို့ရန်ကုန်တိုင်းလွတ်တော်အမတ်လောင်ဖြစ်လာကြောင်းတင်ဆက်ပေးပါမယ်။မဘာသားနဲ့အစွန်းရောက်မြူသားကြီးလှုပ်ရှားမှုများနဲ့အတွင်ညီညီတိုင်းပြည်ဖြတ်ခဲကြတဲ့မင်းအောင်လိုင်းနဲ့ခင်ရစ်တပည့်ဘူကြီးအောင်တန်းစင်ကျော်ဒလမြွတ်နဲ့ကိုစားပြုကြံ့ဖို့တိုင်းလွတ်တော်အမတ်လောင်ဖြစ်လာပါတယ်။စစ်တကလာမယ့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပြည်လုံးမဲ့ရွေးကောက်ပွဲမှာတန်စင်ကျော်ကဒလမြွနဲ့ကိုစားပြုပြီးရန်ကုန်တိုင်းလွတ်တော်အမတ်လောင်းဖြစ်ရွေးကောက်ပွဲဝင်လာတာလည်းဖြစ်ပါတယ် သူ့ကိုတလားမြို့နယ်ရဲ့ရန်ကုန်တိုင်းလွှတ်တော်အမတ်လောင်းဖြစ်လာဘူးချက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကိုရိုင်းကအစုပြုပြီးတိုက်ရိုက်ဝင်ပြန်ခိုင်းခဲ့တာဖြစ်ပါတယ်တကယ်တော့တန့်စင်ကျော်က NLD အစိုးရလက်ထက်မှာတောင်ဆန်းစုကြည်နဲ့ NLD အစိုးရကိုအခက်တွေ့စေဖို့နဲ့အစိုးရပြုတ်ကျစေဖို့ဦးတည်တဲ့မဘာတာလှုပ်ရှားမှုတွေစံတော့ပြပွဲတွေမှာအ धिक အခန့်ကဏ္ဍကနေပါဝင်ခဲ့သူဖြစ်ပါတယ် မင်းအွန်လိုင်းခင်းဤတို့နဲ့တိုက်ရိုက်ဆက်သွယ်ပြီးတန်စင်ကျော်ကမဘာသားနဲ့မြို့သားအစွန်းရောက်လှုပ်ရှားမှုအတွက်ငွေကြေးထုတ်ပေးခဲ့သူစာနာပြပွဲနဲ့အစွန်းရောက်လှုပ်ရှားမှုတွေအတွက်အတိတ်ကစီမံပေးခဲ့သူဖြစ်ပါတယ်။မင်းအွန်လိုင်းနဲ့ခင်းဤခိုင်းသမျှကိုလှုပ်ပေးပြီးအမျိုးသားဤအစွန်းရောက်မဘာသားတွေနဲ့ကြားခံချိတ်ဆက်ပေးတဲ့အလုပ်ကိုစစ်အရာရှိဘူကြီးတန်စင်ကျော်ကလှုပ်ကင်ပါတယ်။ဘူကြီးတန်စင်ကျော်ဆိုသူကတော့စစ်တပ်ကတော့အပတ်စဉ်54ကြောင်စဉ်ဖြစ်ပြီးစစ်ဘက်ရေးရလုံခြုံရေးဌာနပြည်သူ့ဆက်ဆံရေးအရာရှိဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလကဘူဂျီတန့်စင်ကျော်အောင်ခင်ရင်နဲ့မင်းအောင်လှိုင်စီကိုတိုက်ရိုက်ဖုံးခေါ်နိုင်권ရှိသူလည်းဖြစ်ပါတယ်။သူ့ရဲ့အတိကတာဝန်ကမင်းအောင်လှိုင်နဲ့ခင်ရီတို့ရဲ့ခိုင်းတာကိုလုပ်ပေးရသူပါ။ခင်ရင်နဲ့မင်းအောင်လှိုင်တို့ဟာအမျိုးသားကြီးမဘာသာရီကိုနောက်ွယ်ကနေထင်းကျုံရမှာဘူဂျီတန့်စင်ကျော်ကနေတဆင့်ချိတ်ဆက်လုဆောင်ပါတယ်။ NLD အစိုးရခင်မှာမင်းအောင်လှိုင်စီကိုတိုက်ရိုက်ဖုံးခေါ်ဆိုနိုင်တဲ့အသည့်ဘူဂျီတန့်စင်ကျော်ကထိရောက်ခဲ့ပါတယ်။ဘူဂျီတန့်စင်ကျော်ဟာ မဘာဒမြူဒာယီသမားတွေရဲ့ငွေတုတ်ကြီးလို့အမိတက်ခန့်ထားရသူဆိုရင်လည်းမမာနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အမျိုးသားရင်းနဲ့မဘာဒတွေလုံမဲ့စစ်တပ်ထောက်ခံပွဲ NLD အစိုးရဖြုတ်ချပွဲတာဒနာယီဝန်ကြီးဥအောင်ကိုဖြုတ်ချပွဲတွေမှာဘူကြီးတန့်စင်ကျော်ကငွေကျပ်သိမ်းရထောင်ချီကိုထုတ်ပေးခဲ့လို့ပါပဲ။ဒီပတ်စံတွေကမင်းအောင်လိုင်းနဲ့ခင်ကြီးစီကနေတန့်စင်ကျော်ကလက်ခံပြီးမဘာဒနဲ့မြူဒာယီအစွန်းရောက်တွေစီကိုတစ်စစ်ပြန်လဲချပေးတာလည်းဖြစ်ပါတယ်။ ဒါအပြင်နောက်ပိုင်းမှာအင်းနဲ့ဝင်းနဲ့ပါချိတ်ဆက်ပြီးငွေချင်းအင်အားပုံမတောင်တဲအောင်တန့်စင်ကြောကလှုပ်ဆောင်ခဲ့ပါတယ်။အင်းနဲ့ဝင်းနဲ့မြို့သားဤဓမ္မတွေ2016ခုနှစ်ရွှေဘဲစားတောက်ဆိုင်မှာတွေ့ဆုံနိုင်အောင်တန့်စင်ကြောကပဲကမကတပြုပြီးဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ပူကြီးတန့်စင်ကြော2020ရွေးကောက်ပွဲပြီး NLD ပါတီအနိုင်ရသွားပြီလို့ကြေညာတဲ့အချိန်မှာရွေးကောက်ပွဲအလို့မရှိစန္ဒပြပွဲတွေ UEC အလို့မရှိဆိုတဲ့စန္ဒပြမှုတွေအပါအဝင်ပဋိပက္ခတွေတနိုင်ငံလုံးဖြစ်လာအောင်ပွဲတွေကိုဇက်တိုက်စီစဉ်ခဲ့ပါတယ်။2020ရွေးကောက်ပွဲပြီးစစ်အာဏာသိမ်းမှုဖြစ်ပေါ်လာရေးမြေပြင်မှာစန္ဒပြပွဲဖင်နိုင်ကအစကိုရန်ရိုက်နှိပ်ပေးပြီးနောက်ထပ် NLD အစိုးရတဲ့တာဝန်မြူခင်စစ်အာဏာသိမ်းရေးအေရိုက်အားရိုက်ဂျူပန်ခဲ့သူဖြစ်ပါတယ်။ စစ်တပ်နဲ့ကြန့်ဖွဲ့ရဲ့ဂျာကန်ဘူကြီးတန့်စင်ကျော်မပတာနဲ့အမျိုးသားကြီးအစွန်းရောက်အတွက်ငွေကြီးပံ့ပိုးပေးရင်ကော်မရှင်စားပုံစံနဲ့ဖြတ်ဆလက်ဆလုံနိုင်တဲ့အတွက်သူ့လည်းချမ်းသာလာခဲ့ပါတယ်။ဟိုတယ်တစ်လုံးနဲ့ KTV တခုပိုင်ဆိုင်တဲ့အထည်ကိုချမ်းသာလာပါတယ်။လက်ရှိမင်္ဂလာတော်အမြောက်တဝင်းအတွင်းမှာရှိတဲ့ကန်တီးမှာရွှေနှန်းတော်ဆိုတဲ့ဇာတ်တော်ဆိုင်ကိုဖွင့်ထားပြီးအဲ့ဒီတဝင်းအတွင်းမှာနေထိုင်ပါတယ်။ရှီပောက်ကန်ပန်းကျန်နာမှာအုတ်ချုပ်ရင်းမှုဥနိုင်နဲ့ပူပေါင်းပြီးမြေကွက်တွေအကွက်ရိုက်ရောင်းချမှုတွေလုပ်ခဲ့ပါသေးတယ်။ ရွှေပောက်ကံမလဲအိမ်တလုံးဝေထားပါသေးတယ်။နောက်ထပ်သူ့ရဲ့စီးပွားရေးတွေကတော့ပြင်းဦးလင်မှာတီယာပလာဆိုတဲ့ဟိုတယ်နဲ့လာရှုမှာဆွေ KTVN ဘားဆိုတဲ့ဆိုင်တွေကိုတန့်စင်ကျော်ကပိုင်ဆိုင်ပါတယ်။တန့်စင်ကျော်ကဆန္ဒပြပွဲတပိတ်ပွဲတွေကိုချပေးထားမှုကရတဲ့ငွေကြေးတွေကိုသူညမဖြစ်သူဤဖြိုးကျော်ထံအမြင့်အနှံထားလိရှိပါတယ်။လာရှုက KTV ကိုတော့သူ့ရဲ့ညီဖြစ်သူအလက်ကောင်တီယာနဲ့လွှဲအပ်ထားပြီး ပြင်းလွင်ကတီယာပလဟိုတယ်ကိုတော့သူညီအငယ်ကောင်စီတူကျော်ကိုလွှဲအပ်ထားပါတယ်။တန်စီကျော်ကိုရင်ကတော့ယခုလက်ရှိရွှေပောက်ကံပန်းကျင်နမှာမြေကွက်တွေအကွက်ရရောင်စာနေပါတယ်။မဘာသာမြို့သားကြီးအစွန်းရဝါရရင်းနဲ့တိုင်းပြည်ဖြက်စီးခဲ့တဲ့သူတွေထဲမှာတန်စင်ကျော်ဟာစစ်တပ်နဲ့မဘာသာလက်ပတ်နေတဲ့ရင်းနှီးရရဲ့အစိတ်အပိုင်းကြီးတစ်ခုဖြစ်ပါဝင်နေတဲ့အပြင်လက်ရှိမှာလည်းပြူစောတီသွေးတောက်စတဲ့လူတက်တဲ့အဖွဲ့တွေကိုဆက်လက်ထောက်ပံ့ကူညီနေတာလည်းဖြစ်ပါရယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးကြတာကတော့ဇီကုံမြို့ပေါ်မှာ KTV ကိုလာရောက်ပျော်ပါတဲ့စစ်သားနဲ့ရဲခွနကောင်ကိုတော်လန်ကြီးတပ်ဖွဲ့တွေကစီနင်တိုက်ခိုက်မှုစစ်သားနဲ့ရဲခွနကောင်လုံးသေဆုံးခဲ့ပြီးလက်နက်ခင်းရတချို့သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းဇီကုံမြို့ပေါ်မှာ KTV ကိုလာရောက်ပျော်ပါတဲ့စစ်သားနဲ့ရဲခွနကောင်ကိုတော်လန်ကြီးတပ်ဖွဲ့တွေကလက်ရက်တပြက်ဝင်ရောက်စီနင်တိုက်ခိုက်ခဲ့ရမှာစစ်သားနဲ့ရဲခွနကောင်လုံးသေဆုံးခဲ့ပြီး လက်နက်ခင်းရဲတချို့တင်ဆက်ရရှိခဲ့ကြောင်းနက်စစ်တီတပ်ဖွဲ့မှကိုအောင်ကပြောဆိုပါတယ်။နိုဝင်ဘာလ22ရက်နေ့ည7:00နာရီဝန်းကျင်အချိန်ဇီဂုံမြို့ပေါ်မှာရှိတဲ့ KTV ကိုစစ်သားနဲ့ရဲခွန်နှစ်ဦးကလာရောက်တောက်စားမှုရပျော်ပါနေကြောင်းသတင်းရရှိတဲ့အတွက်တော်လိုင်းဤတပ်ဖွဲ့တွေကအစိုးရ KTV ကိုဝန်းရောက်စီးနင်းခဲ့ကြောင်းအဲဒီလိုစီနင်းပြီးနောက်စစ်သားနဲ့ရဲခွနကောင်လုံးကိုပြစ်ခတ်ရမှာခွနကောင်လုံးသေဆုံးသွားကြောင်းလက်နက်နဲ့ခင်းရတဲ့ချုပ်ကိုကောက်ယူပြီးအလင်းအမြန်ပြန်လဲစုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ် မနေ့ညက KTV ကိုရဲနဲ့စစ်ခွေးခုနှစ်ကောင်လမ်းလို့တွားပြီး KTV ကိုစီးနင်းတက်ခိုက်ပါတယ်ခုနှစ်ကောင်လုံးတိတ်ဆုံပါတယ်တပ်ပုံကတော့မရိုက်နိုင်ဘူးမြို့ပေါ်ဆိုတော့စစ်ခွေးကားတွေကလည်းချက်ချင်းရောက်လာတော့ရတဲ့ပစ္စည်းချက်ချင်းကောက်ပြီးစုပ်ခွာခဲ့ရတာလို့နက်စစ်တီတပ်ဖွဲ့မှကိုအောင်ကပြောဆိုပါတယ်လက်တလောတိတ်ဆုံသွားတဲ့စစ်သားနဲ့ရဲများထမဂျီ3တလက်ဂျီပေါက်၄ခုဂျီတောင်၈၀ဤကွေးမှ၂ခုဓာတ်၃လက်လက်တိတ်တစ်ခုလိုကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ် အဆိုပါစစ်စင်ကြီးကိုနက်စစ်တီတက်ဖွဲ့နဲ့ကျိုးပင်ကောက် BTZM2 ကပူးပေါင်းတက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါပြီခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က drone တက်ဖွဲ့ဖြတ်တောက်ရေးနဲ့ထောက်ပို့လမ်းကြောင်းများတာဝန်ယူခဲ့တယ်လို့ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်တုံးပန်းအများပြဖမ်းဆီးရမိပြီးအကြံဖတ်စစ်တပ်အဖွဲ့ဝင်40ကျော်လက်နက်ချအညာခံခဲ့တဲ့တနင်္သာရီတိုင်းအတွင်းကမောတောင်မြို့သိမ်းတိုက်ပွဲမှာပြည်သူလွတ်မြောက်ရေးတပ်မတော် PLA က drone တက်ဖွဲ့ ဖြတ်တောက်ရေးနဲ့ထောက်ပို့လမ်းကြောင်းတွေအ धिक တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ PLA ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။မြန်မာထိုင်းနယ်စပ်ကုန်သွယ်ရေးဇုံရှိရာမောတောင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ကော့တူးလေတပ်မတော် KTLA ၊ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BPLA ၊တနင်္သာရီတိုင်းပကဖမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကနိုဝင်ဘာလ10ရက်နေ့မှာစတင်ထူးဆန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မောတောင်မြို့သိမ်းတိုက်ပွဲ၄ရက်ကြာမြင့်ခဲ့ပြီးနောက် တော်လိုင်းအင်အားစုတွေကမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကအကြံဖတ်စစ်တပ်၃၅ဦးကိုလက်ရဖမ်းမိခဲ့တယ်လို့ပြည်သူစစ်နဲ့ရန်သူတပ်ဖွဲ့ဝင်၄၀ခန့်လက်နက်ကျအညံ့ခံခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါအပြင်စစ်အုပ်စုတပ်သားတချို့ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတာလည်းရှိခဲ့တယ်လို့ဆိုထားပါတယ်။အစုပါမျိုးသိမ်းတိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်ပုံသီးကြီးနဲ့လက်နက်မျိုးစုံအများအပြားကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။ မော်တော်မျိုးစကန်သိမ့်တိုက်ပွဲနဲ့ပတ်သက်ပြီးကရင်မျိုးသားအစည်းအရုံးရဲ့ထုတ်ပြန်ချက်မှာပြည်သူ့ကာကွယ်တပ်မတော် PDF အဖွဲ့များပအဝင်တက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မော်တော် နေဆက်ဒေသမော်တော်ကုံတော်ကြီးစကန်ရှိရာမော်တော်မျိုးဟာမြန်မာထိုင်းနေဆက်ကုံတော်ကြီးလမ်းကြောင်းပေါ်မှာရှိတဲ့အရေးကြီးတဲ့မြို့တစ်မြို့ဖြစ်ပြီးရေမြို့ကိုသိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်ကုံတော်ကြီးလမ်းကြောင်းပွင့်သွားနိုင်တယ်လို့ဒေသခံတွေကမျှော်လင့်နေကြတယ်လို့သိရှိရပါတယ်။အကြံဖော်စစ်တပ်အာဏာသိမ်းပြီးနောက်နေဆက်ကုံတော်ကြီးလမ်းကြောင်းတွေပိတ်ဆို့တားမြစ်ခံထားရတဲ့အတွက် မောတောင်ကုန်းသွင်းဇုံကနေတစ်ဆင့်စီးဆင်းနေတဲ့ပုဂုံသွင်းကုန်တင်ပို့မှုများလဲပမာဏများစွာရော့ကျသွားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြန်မာကိုထရမ့်တတိပြုမိလာပြီဆိုတော့ဆီယာလာဆိုးဝီရဲ့နိုင်ငံရေးသတင်းစောင်းပါကောင်တပုတ်ကိုတင်ဆက်ပေးပါမယ်။သို့သောလူခွင့်ရေးချူဖောက်နေမှုများကြောင့်တော့မဟုတ်တကယ်ပါလုံးသူထက်ကမယမကအလိုရှိနေတဲ့မြေရှာတတုကြောင့်များပင်ဖြစ်ပါတယ်။ ယခုကတရုတ်ဟာအစိုးရတပ်တူများပိုင်ဆိုင်မှုမှာထိတ်ဆုံးမှရှိနေစေဖြစ်ပါတယ်အဓိကအားဖြင့်ကချင်ပြည်နယ်တွင်ဘေကျင်းရဲ့ခြေရလက်ရာတွေကနှက်ရှိုင်းစွာရှိနေတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ထို့သောတရင်အစီရင်ခံစာများအရထရမ့်ရဲ့တတိယမျက်လုံးဟာမြန်မာရဲ့မြေရှားတပ်တူတွေကိုစိုက်ကြည့်နေပြီလို့ Eurasia Review မှာရေးသားထားပါတယ် American တို့ကမြန်မာလမ်းကြောင်းဟာ၎င်းတို့နိုင်ငံလုံခြုံရေးကိုအားပြေးနိုင်စရာဖြစ်ရှုမြင်လာကြပါတယ်။ Trump ရဲ့ကုန်သွယ်ရေးစစ်ပွဲဟာ ကမ္ဘာတဝန်းအာရုံစိုက်နေရတဲ့သတင်းကြီးဖြစ်လာနေပါတယ်။တရုတ်နဲ့အမေရိကန်တို့ရဲ့ကုန်သွယ်ကွန်စစ်ပွဲဟာအပြန်အလှန်နားလည်မှုရနိုင်သည့်အထိဖြည့်ရှင်းရန်ဆိုကနိုဝင်ဘာလလည်းထိရက်ဆိုင်ထားရန်သဘောတူထားကြပါတယ်။သို့တော်လည်းအမေရိကန်တို့ကမြန်မာရဲ့မြေသားတပ်တို့များရှိရာကိုဝင်ရောက်လာမယ်ဆိုကပြင်ဆင်မှုများပို့၍ပြင်းထန်လာတော့မှာဖြစ်ပါတယ်။တရုတ်ဟာကမ္ဘာမှာစူပါပါဝါဖြစ်ရည်တည်နိုင်ဖို့ရှေ့မှာမာမာကြီးရှိနေတဲ့အမေရိကန်ကိုကြော်တက်နိုင်ရန်အပြင်းထန်ရှင်ပြိုင်လျက်ရှိပါတယ်။ ဲ့ဒီလိုအနေထားမှာမြန်မာဟန်၎င်းတို့ရှင်ပြိုင်မှုရဲ့စစ်မျက်နှာအသစ်ဖြစ်လာပုံရပါတယ်လက်ရှိမှာနိုင်ငံစလုံးစီးပွားရေးအရာပြိုင်ဆိုင်နေတဲ့အတွက်ဝယ်ယူသုံးစွဲသူများအတွက်ဈေးနှုန်းအသင့်တင့်ဖြင့်ရရှိနေနိုင်ပါတယ်လက်ရှိမှာမြေရှားတပ်တုအများဆုံးရရှိနေတဲ့နိုင်ငံ၅နိုင်ငံရှိနေပါတယ်မက်ထရစ်တန်ချိန်အဖြစ်တရုတ်မှာ44ဘရာဇီးမှာ21အိန္ဒိယမှာ6.9ဩစတြေးလျမှာ9.9ရုရှားမှာ3.8ရှိနေပါတယ် အမေရိကန်2024ခုနှစ်မှာဒုတိယအများဆုံးထုတ်လုပ်သူဖြစ်ပေမဲ့1.8တန်သာ ရှိနေပါသေးတယ်။တရုတ်ဟာထိုနယ်အတွင်းမြေရှားတပ်တူအောက်ဆိုင်2.9တန်တန်ကို ထုတ်လုပ်ခဲ့ပါတယ်။ဒီပမာဏဟာကမ္ဘာစုစုပေါင်းထုတ်လုပ်ခဲ့မှုရဲ့3ပုံ2ပုံကျော်ရှိနေပါတယ်။ New York Times ရဲ့အဆိုအရတရုတ်မှာပြည်ပကိုတင်ပို့ခဲ့မှုမှာ TBN နဲ့ Dysprosium တပ်တူများအမြောက်များပါလာတဲ့အတွက်ကချင်မြေမှတရုတ်ပြည်ကိုအမြောက်များတင်ပို့ခဲ့ဒီမှာထင်ရှားလာပါတယ်။ ကချင်ပြည်နယ်အပောင်ဝင်မြန်မာပတ်မှ2024ခုနှစ်အတွင်းတရုတ်ကို3484တန်တင်ပို့ခဲ့ပါတယ်။ဤသို့ဖြင့်မြေရှားတပ်တို့နဲ့ပတ်သက်ပြီးမြန်မာဟာလူသိမြောက်လာကအမေရိကန်အဖို့တရုတ်နဲ့ရှင်းပြိုင်စရာအကွာအကွင်းဖြစ်လာနေပါတယ်။တရုတ်ဟာမြန်မာမှာရှိတဲ့ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာတယံဇာတအရေးမြင့်များထုတ်လုပ်နိုင်ရတဲ့နေကြားဒေသလုံးချုံရင်အတွက်ချင်းချောက်အချက်ကိုင်းတဲ့တပ်တမန်နီလန်းတွေနဲ့လှုပ်ရှားလျက်ရှိနေပါတယ်။ တရုတ်ဟာစစ်အုပ်စုကိုစီရီအကူအညီများ ပေးအပ်နေပြီး KNA ကိုလည်းဖိအားပေးနေပါတယ်အပြစ်ခတ်ရဲစေးရေးအတွက်လည်းပြန်ဖြေရန်ကမ်းလှမ်းလာပါတယ် American အစိုးရအဆက်ဆက်ဟာမြန်မာပြည်မှာဒီမိုကရေစီရရှိအတွက်သာစိတ်ဝင်စားနေခဲ့ပါတယ်ထို့မှတဆင့်မြန်မာကိုတရုတ်ဘက်သို့လုံးဝအုပ်ုံရောက်မတော်ကြီးဟန်တားရန်အတွက်လည်းဖြစ်ပါတယ်လက်ရှိ Trump အစိုးရဟာစစ်အုပ်စုနဲ့ KNA နှစ်ဖက်စလုံးထံမှမြေရှားတပ်တူများရရှိရေးနည်းလမ်းများအစိုးပြုလာတာကိုလက်ခံရရှိထားတယ်လို့ ခိုင်လုံတဲ့သတင်းရက်ွက်တွေကဆိုပါတယ်လက်တလုံးမှာတော့ American Online ငွေလိမ်လုပ်ငန်းများနဲ့ပတ်သက်ပြီးဝက်အူကျက်လာပြီးဖြစ်တဲ့အတွက်ပူပေါင်းဆောင်ရွက်လာစရာအကြောင်းမရှိပါဘူး Trump မှာမြန်မာမှရှာပါတက်တူများရရှိလိုပါကအိန္ဒိယနဲ့ပုံမနိကက်စွာ ပူပေါင်းရဖို့ရှိနေပါတယ် American အတွက်ကချင်ပြည်နယ်မှာထုတ်ယူနိုင်ရန်အနည်းဆုံးနဲ့စိတ်ချရဆုံးဟာအိန္ဒိယမှာ ရှိတဲ့အာတန်ပြည်နယ်ဘက်မှာဖြစ်ပါတယ်ယခုချိန်ထိ American ဘက်မှသဘောထားကိုရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး ထရမ်မှာရှာပွားမြေရှာတပ်တူတွေအတွက်တရုတ်ကိုမိခိုနေတော့မှာမဟုတ်ဘူးလို့ပြောခဲ့ပြီးဖြစ်ပါတယ်ထရမ်အစိုးရမြေတို့မြေပုံဆက်လုံမြေကိုသာစောင့်ကြည့်ရဖို့ရှိနေပါတယ်ပြည်သူတို့ရဲ့တရားတော်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီး တော်လန်နီတီကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။